အလုံးမင်္ဂလာပါရှင်ဒီမှာယနေ့ဆက်လက်ပြီးတော့ memory တွေရဲ့အကြောင်းတွေလေးရပါတော့နော်။မဉ္ဇဉ်ဆိုင်ရာ theory များအကြောင်းကိုဆင်းရဲသားပါမယ်။ဒီမဉ္ဇဉ်ဆိုင်ရာ theory တွေကတော့အများကြီးရှိရပါလိမ့်။အဲအများကြီးရှိနေတဲ့အမှာညာကျမတို့ဒါဆယ်ခုရဲ့အကြောင်းပေါ့နော်။ ten influential theory of memory ဆိုတဲ့ဒီဆယ်ခုအကြောင်းလေးကိုကျမဆင်းရဲသားပါမယ်။အများကြီးတော့ရှိပါတယ်။ဒီထက်ကကျမနိုင်အစင်ဒီ အချင်းရဲ့အနေထားနဲ့ပေါ့နော်ဒီကအကြောင်းလေးတွေကိုဆွေးနွေးသားပါမယ်ဒီမှာဆိုရင် multi sensory memory ဆိုပြီးတော့လဲဒါရှိမယ်တခုရှိမယ်နောက်တခုကဒါ level of processing model ဆိုတဲ့ memory တခုရှိမယ် working memory model ဆိုပြီးတော့ရှိမယ်နောက်တခုက flash burst memory ဆိုတဲ့ဒါ memory အမျိုးအစားပေါ့နော်တကယ်ကိုမီးလုံးကြီးနဲ့တူတဲ့အမှတ်ဉာဏ်ပေါ့နော်ဒီမျိုးပေါ့ဟိုအမြဲ အချိန်တော်တော်ကြာကြာအထိပေါ့နော်ဘဝတသက်တစ်လျှောက်လို့မှတ်မိနေတဲ့မှတ်ဉာဏ်မျိုးတွေရှိမယ် memory decay ဆိုတာလည်းရှိပါတယ်မှတ်ဉာဏ်ထဲမှာနောက်တစ်ခါ Miller's Magic Number Theory ဆိုတဲ့ပေါ့နော်ဒါဒီ memory နဲ့ဆိုင်တဲ့ဒီမှတ်ဉာဏ်မျိုးစားတွေဖြစ်ပေါ်လာတဲ့အကြောင်းအရာမျိုးစားလေးတွေကိုကျွန်မဒါ theory ဆယ်မျိုးရဲ့အကြောင်းကိုဆင်းနေမှာပါနောက်ပိုင်းရှိသေးအောင်ဆိုရင် memory and smart အနံ့ပေါ့ဒီအနံ့ကလည်းတကယ်ကိုပဲပေါ့သူမှတ်ဉာဏ်အားကိုဒီအနံ့ကပို့ပြီးတော့ ဘူအားကောင်းစေတဲ့အနက်နဲ့ချိတ်ဆက်ပြီးတော့မှတ်ညာအောင်အားကောင်းအောင်ဒါချိတ်ဆက်ပြီးတော့ဆောင်ရွက်ပေးလို့ရတယ်သူကလည်းတကယ်ကိုအရေးပါတယ်ပေါ့နော်မှတ်ညာပိုအားကောင်းစေတဲ့အကြောင်းအရာတွေမှာပါနေရမှာနောက်တစ်ခုက interference theory ပေါ့နော်ဒါကလည်းရေးကြည့်ပါတယ်နောက်တစ်ခုက the westbound effect ဒီ RD theory လေးကလည်းဒါကျွန်မဆွေးနွေးမဲ့အထဲမှာပါပါတယ်နောက်တစ်ခု theory of false memory မိမိရဲ့မှတ်ညာထဲမှာ အဲအမားတွေပေါ့နော် memory မှားပြီးတော့လက်မှတ်မိထားတဲ့အချက်တွေဒါဘာကြောင့်မဲ့ဒီလိုမျိုးဖြစ်တုံးဆိုတာလေးတွေရောပေါ့လေဆွေးနွေးပေးပါမယ်ရှင်အဲ့မှာဆိုရင်ပထမဦးဆုံးကျွန်မဆွေးနွေးပေးမှာလေးကဒီ10ခု theory 10ခုတွေရမှာကျွန်မ multi sensory model အကြောင်းလေးကိုဆွေးနွေးပေးပါမယ်ဒါကတော့ရှေ့ပိုင်းမှာဆွေးနွေးသွားတဲ့အကြောင်းအရာတွေနဲ့လည်းချိန်ဆမိပါတယ်ဒီမှာဆိုရင်ဒါပဝင်းကျင်ကနေပြီးတော့လှုပ်စော်လိုက်လို့ဒါမှမဟုတ် incoming information တွေ ဒါရီရ sensory model memory တွေကိုရောက်လာပြီဆိုရင် attention ရှိရမယ် attention ရှိမှသူက short term memory တွေကိုရောက်လာမယ်အဲ့ဒီမှာစင်ကြော encoding processing နေရာတော့လုံးပါပေါ့နော်လုံးပြီးတော့ကြမှာသူက long term memory တွေကိုရောက်လာပြီဆိုရင်ဒီထဲမှာရောက်လာတဲ့ long term memory ရဲ့အကြောင်းအရာတွေကို retrieval ပြန်ထုတ်ဖို့ရင်းထုတ်ပြီးတော့မှကျွန်တော်ဒီ short term memory ထဲမှာအလုပ်လုပ်တာကို short term memory ကိုကျွန်တော် working memory လို့လည်းခေါ်တာအောင် အဲ့ဒီမှာဆိုလို့ရှိရင်ဒီက multi sensory model အားကောင်းမှုအတွက်ကျမတို့ဘာလုပ်ဖို့လိုအပ်တုံးဆိုတာလေးတွေရှေ့ထဲမှာလည်းပါတယ်ခုလည်းကျမအနှစ်ချုပ်ကလေးပြန်ပြောပြပါမယ်အာယုံစွဆိုင်မှုရှိရမယ်အားဆိုင်ထုတ်မှုရှိရမယ်ပြန်လည်လေးလေးချင်းမှုတွေရှိရမယ် review တွေရှိရမယ်ဒါကြည့်ဒီလိုမျိုးအကြောင်းအရာတွေလှောက်ဆောင်ပေးမှဒါဒီက multi sensory model ကပို့ပြီးတော့အားကောင်းမှာပါအဲဆိုရင် tension ရှိရမယ် effortfulness ရှိရမယ် ရဟားစေရှိရမယ် review တွေ relanding တွေလုံးဆောင်ရပါမယ်ရှင်ဒါ multi sensory memory ရဲ့အကြောင်းလေးပါပြီးတော့နောက်တစ်ခုကကြတော့ level of processing model memory မှာကြတော့တရင်ချက်လက်တွေကို process တက်လုပ်တဲ့နေရာမှာအဆင့်၃ဆင့်ရှိရဆိုတာကိုကျွန်မရှင်းပိုင်းမှာလည်းဆွေးနွေးထားတာရှိရအဲ့လိုမျိုးအဆင့်၃ဆင့်နဲ့ဘာလုပ်တုံးဆိုလို့ရှိရင်ဒါ process တွေလုံးဆောင်ကြတယ်အဲမညံထဲမှာရောက်လာတာတွေကို တို့တွေအနေမှာတစင်ဘာလုပ်တုံးဆိုလို့ရှိရင်ဒါတွေကို storage ထဲကိုရောက်တယ် storage ထဲမှာတစင်ဒီကကျွန်တော် encode တွေလုပ်ပြီးတော့မှကျွန်တော် long term memory တွေကိုပို့ထားတာအဲ့လိုမျိုးသတင်းချက်လက်တွေကို process လုပ်တဲ့နေရာမှာကျွန်တော်တို့၃ခုရှိရဲ့ deep processing နေ shallow processing နေရှိတယ်ဆိုတာတွေကိုကျွန်တော်ဆွေးနွေးခဲ့ပါတယ်ဝင်လာတဲ့သတင်းချက်လက်တွေကိုလည်းတဲ့အဲ့ဒီအစစ်မှာခွဲခြမ်းစိတ်ဖြာတယ်နည်း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 ခွဲခြမ်းစိတ်ဖြာလေးလေးမှညံပူကောင်းလေးလေးပဲတဲ့ နည်း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 ခွဲချမ်းစိတ်ဖြာလေးအသေးစိတ်ခွဲချမ်းစိတ်ဖြာတဲ့အသေးစိတ်မှတ်သားရဆိုရင်ပညာပိုကောင်းလေးလေးပဲတဲ့ဒါဆိုရင်ရဟဆေဟာအဓိကခန္ဓာကဏ္ဍကနေပါဝင်လာပြီဒါဆိုရင်ထက်ကတက်ကလေ့ကျင့်စက်တိုင်းမှုတွေလုပ်ရမယ်ဒါမှလည်းပို့ပြီးတော့မှတ်ဉာဏ်အားကောင်းမှုတွေကိုရှိမြည်လာမယ်နောက်တစ်ခုက maintain တဲ့ရဟဆေဟာ memory အားကို memory ကိုပို့ပြီးတော့ကောင်းကောင်းမှတ်မိဖို့အတွက်ဒါမလုံလောက်ပေးပါဘူးတဲ့ဘာရဲ့အချင်းဒီသွားမလုံဆိုရှိရင် elaborative memory ဆိုလို့ခေါ်တဲ့အဓိပ္ပာယ်အဓိပ္ပာယ်ပြည့်ဝတဲ့အဆင့်ကြီးရောက်တဲ့အမှတ်ဉာဏ်ကိုပိုကောင်းကောင်းထိထားနိုင်တဲ့အဆင့်ကြီးကိုရအောင်သွားရပါမယ်။အဲအဲ့တော့ကြတော့ကျမတို့ဒီလိုမျိုးအစ်စ်နေတီရောက်လာ review တွေများများလုပ်ရမယ် ရီလန်းလေးတွေလှူဆောင်ပေးရမယ်မိမိကိုယ်တိုင်ပြန်လဲသုံးသက်ပြီးတော့ပြန်လဲလေ့ကျင့်ခြင်းတွေပြန်လဲလေ့လာခြင်းတွေလှူဆောင်ခြင်းရမှာတစ်ဆင့်တကယ်ကိုပိုအားကောင်းတဲ့မှတ်ဉာဏ်လေးအဆင့်ကြီးရရှိလာစေမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အဓိက level of processing model မှာဆိုလို့ရှိရင် project လုပ်တဲ့အဆင့်၃ဆင့်ရှိတယ်ဝင်လာတဲ့တည်င်းအချက်လက်တွေကိုအဆင့်တိုင်းမှာနက်နက်နဲနဲခွဲခြမ်းစိတ်ဖြားတယ် နက်နက်နေနေခွဲချမ်းစိတ်ဖြာမှုတွေများများလုပ်လေပညာအလဲပူအားကောင်းစေဖြစ်တယ်။နောက်တစ်ခါကျမတို့ရဟာဇေယတကယ်အဓိကခန္ဓာကဏ္ဍကနေပါဝင်နေတယ်။နောက်တစ်ခု maintain တဲ့ရဟာဇေတွေအားတဲ့ memory ကောင်းကောင်းမှတ်မိဖို့မလုံလောက်သေးဘူးတဲ့။ maintain တဲ့ရဟာဇေလုပ်ယုံနေတယ်ဒါ ဒီမျက်ညံထဲမှာပို့ပြီးတော့မျက်မိနိုင်စေဖို့မျက်ညံအားကောင်းစေဖို့မလုံလောက်သေးပါဘူး။ဘာတွေလုံးဆောင်အောင်မလုံးဆိုလို့ရှိရင် elaborative memory ကနေပြီးတော့အဲ့ဒီ elaborative memory အဆင့်ကိုရောက်တဲ့အဆင့်ထိအဓိပ္ပာယ်ပြေဝါတဲ့အဆင့်ထိပေါ့နော်။ဒီကဲ့ကို အသေးစိတ်စနစ်တကျနဲ့လေးလာမှတ်သားတဲ့အဆင့်ထိရောက်ပြီးတော့မှတ်ဉာဏ်ကိုအဲ့လိုမျိုးရောက်မှလည်းဘာလို့ဆိုရင်မှတ်ဉာဏ်ကနေကောင်းကောင်းထိန်းထားနိုင်တဲ့အဆင့်ကိုရောက်ရှိလာစေမှာဖြစ်ပါတယ်ဆိုတာလေးကို ကျွန်မယနေ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ကျွန်မယနေ့ဆွေးနွေးခဲ့တဲ့အထဲမှာဆိုရင်ဒါမှတ်ဉာဏ်မှာကျွန်မကနေ့ဆွေးနွေးပေးမှာမှတ်ဉာဏ်ရဲ့ theory 10ခုရှိတယ်အဲ့ထဲရမှာစဉ် multi sensory memory အကြောင်းကိုဆွေးနွေးသွားတယ်နောက်တစ်ခါကနေ့ level of processing memory အကြောင်းကိုဆွေးနွေးသွားတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ memory ရဲ့မှတ်ဉာဏ်တွေဟာအမျိုးမျိုးနည်းလမ်းနေနဲ့မှတ်မိနေတယ် ဒီလိုနီလန်းတွေကိုလေးလာသုံးသက်ခြင်းအဖြစ်နဲ့အများကြီးကိုသိရှိလာရှိပါတယ်။ဒီမှာဆိုလို့ရှိရင်ကျမတို့ကလေဗယ်ထဲမှာဘယ်ဒီကြည့်မယ် share လို့ရှိမယ်။ဒီ processing မှာဆိုလို့ရှိရင် mini အသေးပေတွေကောက်ယူနိုင်ရမယ်။ဒေဗယ်ကောက်ယူတတ်ရမယ်။သိသိပြီးသားအသိနဲ့ချက်အသိနဲ့ရှိပြီးအသိနဲ့အသိတဲ့နဲ့ချိတ်ဆက်ပြီးတော့ angle လုပ်တယ်။အဲ့က ကျွန်တော်တို့ဒီမာလေးလေးမိမိရဲ့အခြေခံအသည့်တည်ပြီးသားအသည့်ဟာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်။တည်ပြီးသားအသည့်ဟာပိုကောင်းလေလေး process လုပ်တာပိုပူပြီးတော့ကောင်းမွန်ပြီးတော့ဗာပြောမှတ်မိမှုကိုလည်းပူပြီးတော့အားကောင်းစေတယ်။သူ့ရဲ့စိတ်ထဲမှာစွန့်မြဲမှုကိုပူပြီးတော့အားကောင်းစေတယ်။ဒါကတော့ deep processing ကကြတော့သူဟာအသည့်တည်ပြီးရှိပြီးတည်ပြီးအသည့်ရင်းနဲ့ချိတ်ဆက်ပြီးတော့ angle လုပ်တယ်။ဒီအသည့်ကလည်းအရေးကြီးရဲ့။ဒါ intermediate processing structure လို့လည်းခေါ်တယ်။ အဲအတန်တွေကိုလည်းသူကအင်ကုတ်လုပ်နိုင်တယ်မှတ်မိနိုင်တယ်အဲနောက်တစ်ခါ shallow processing ကကြတော့ perception ကြရုပ်ပိုင်းဆိုင်ရာရည်သွေးတွေပုံသဏ္ဍာန်တွေဝဲသူကမှတ်မိအင်ကုတ်လုပ်တာအပေါ်ယံလေးပဲပေါ့နော်ဒါ သူတိန်နေပေါ့နော်ဒါပေမဲ့လို့ तू ကလည်းအရေးကြီးတဲ့ခန္ဓာကတော့ပါဝင်နေရပါ तू ကတော့ပုံတန်နေလောက်ကိုပဲ तू angle လောက်တာဟိုလိုအပေါ်က deep processing လို့မျိုးအဲဒီကျမတို့ဒီအတိတ်ပဲရှိရှိပေါ့နော်တီးပြီးသားအတီတွေနဲ့ရှိပြီးတီးပြီးအတီတွေနဲ့ချိတ်ဆက်ပြီးတော့ angle လောက်တာကြတော့ deep processing ပုံတန်နေကိုဒါရုပ်ပိုင်းဆိုင်ရာတွေပုံတန်နေကို ဒါ angle လောက်ထားကြတော့ shallow processing ဆိုပြီးတော့ကျွန်တော်တို့မှတ်ဉာဏ်လေးမှာလှုပ်ဆောင်မှုတွေဟာအမျိုးမျိုးလှုပ်ဆောင်ကြရဲဆိုတာလေးအခြေအနေပေါ်မှာမူတည်ပြီးတော့ပေါ့နော်အမျိုးမျိုးလှုပ်ဆောင်ကြရဲဆိုတာလေးကိုကျွန်မယနေ့ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်ရှေ့နောက်နေ့တွေမှာကျွန်မကြံရှိနေတဲ့ကျွန်မ theory ရှစ်ခုရဲ့အကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ယနေ့ဆွေးနွေးချက်ကလေးကိုမိကုန်းချုပ်ခွင့်ပြုပါရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်